မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ14ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ရချောင်းမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကဗိတ်တဝဲကားလမ်းပေါ်မှာရှိတဲ့ကက်တွဲရွာကနေအိမ်တစ်ဆောင်ကိုမိရှို့ခဲ့ပါဗျ နိုဝင်ဘာလ12ရက်နေ့ကတည်းကကက်တွဲရွာကိုရောက်နေတဲ့စစ်တပ်ဟာရွာထဲကနေအိမ်တွေကိုမှုန်နှောက်ပြီးတဲ့နောက်မင်းကမနက်ပိုင်းမှာနေအိမ်တဆောင်ကိုမိရှို့ခဲ့တာပါစစ်တပ်ဟာအခုတစ်ပတ်အတွင်းမှာတရချောင်းမြို့နယ်အောက်ဖက်ကရွာတွေကိုအင်အားအများအပြားနဲ့စစ်ကြောင်းထိုးနေပြီး6ချောင်းရွာကနေအိမ်တွေကိုလည်းမိရှို့ခဲ့ပါတယ်ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ပေါ်ကိုစစ်တပ်က၂ရက်ဆက်တိုက်လေးချောင်းကနေပုံကျဲနေပါဗျ နိုဝင်ဘာလ12ရက်နေ့မနက်ကနေညပိုင်းအထိ Jet Fighter ဝိုင်းတွဲလူရင်းတွေနဲ့ပုံကျဲခဲ့ပြီးမနေ့ကနိုဝင်ဘာလ13ရက်နေ့မှာလည်းတရက်တည်း၃ချိန်ပုံကျဲခဲ့တာပါ မောတောင်မြို့ကန်ထောင်ထဲခြီကတော့ထိုင်းနိုင်ငံနယ်စပ်မြေအနီးမှာသွားရောက်ဆစ်ဆောင်နေကြပြီးစားနဲ့ရိတ်ခါနဲ့နေရာထိုင်ခဲ့ခက်ခဲဖြစ်နေတယ်လို့သိရပါတယ်လောင်လုံမြို့နယ်ကိုစစ်တောင်းထိုးနေတဲ့စစ်တပ်ကရင်းပုတ်ရွာက နေအိမ်နှဆောင်ကိုမိရှို့ခဲ့ပါတယ် ညမော့ကြီးရွာဘက်ကိုစစ်တောင်းထိုးနေတဲ့စစ်တပ်နဲ့တော်လန်ရေးတပ်တို့နိုဝင်ဘာလ၁၂ရက်နေ့ကတိုက်ပွဲဖြစ်ပြီးတဲ့နောက်ညမော့ကြီးရွာအုပ်စု ရင်းပုတ်ရွာကနေအိမ်နှဆောင်ကိုမိရှုခဲ့တာပါ။ဒါအပြင်မနေ့ကလည်းလောင်းလုံမြို့နယ်တဲကိုတဝဲမြို့ပေါ်ကနေစစ်ကားတွေနဲ့စစ်သားအင်အားများပြားပို့ဆောင်နေတယ်လို့သိရပါဗျ။မန္တလေးတိုင်းစင်ကူမြို့နယ်ကစတင်ကြောင်းကိုစစ်တပ်ကလေးကြောင်းကပုံကျဲတာကြောင့်စစ်ပင်းဆောင်၅ဦးသေဆုံးပြီး၅ဦးထပ်မင်းနဲ့ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာလ12ရက်ညနေပိုင်းမှာတရာဦးလေတပ်ကတက်လာတဲ့ Jet Fighter နဲ့မလဲရာစာတင်ကြောင်းပေါ်ကို ပုံကျဲခဲ့တာပါ။အဲ့ဒီပုံကျဲမှုကြောင့်မရေယာမျိုးနဲ့အရှိချမ်းကစစ်ပေးလာရှောင်းနေကြတဲ့ပြည်သူတွေတေဆုံးပြီးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။ဒီမိုကရေစီအကျိုးပြုကရင်တမရော DKBA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုကြားဖြန်စင်တာတွေလက်ပတ်နိုင်အောင်ထောက်ပံ့မှုနဲ့အမေရိကန်ကတန်ခတ်ပိတ်ဆိုးလိုက်ပါတယ် DKBA ကောင်းဆောင်တွေဖြစ်တဲ့စောစတီစောစိန်ဝင်းစောစန်းအောင်တို့ကိုအေးအေးယူတန်ခတ်ပိတ်ဆို့တဲ့စီးရင်ထဲထည့်လိုက်ကြောင်းအမေရိကန်ရဲ့ပြပပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကနိုဝင်ဘာလ12ရက်နေ့မှာကြေညာလိုက်တာပါသူတို့ဟာအမေရိကန်နိုင်ငံသားတွေကိုလည်းဒေါ်လာတန်းထောင်ချီဆုံးရှုံးမှုဖြစ်နေစေတယ်လို့အမေရိကန်က ဆိုပါတယ် မင်းအောင်လိုင်းကိုဖန်ဝရန်ထုတ်ဖို့ဆုံးဖြတ်ချက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံညနာဆုံးညီအစည်းအဝေးမိကွန်းပြောရမှာအခုလို တောင်းဆိုလိုက်တာပါအဲ့ဒီအစည်းအဝေးမှာမြန်မာနိုင်ငံအပါအဝင်ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ60ကျော်ကကိုယ်စားလှယ်တွေမိကွန်းပြောကြားခဲ့ပါတယ် တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။